ရှင်သွေးလေးကိုအာဟာရဖြစ်စေဖို့ဈေးကြီးတဲ့ရွှေနှုတ်ကိုတိုက်ကျွေးလို့လူပြောများနေတဲ့ဤကြီးဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရှင်သွေးလေးကိုတာမန်မိခင်တို့တောင်မဟုတ်တော့ပဲဈေးကြီးပေးတဲ့တန်းရချီတန်းနဲ့ရွှေနှုတ်တိုက်နေရကတော့ Facebook ဆယ်လီဤကြီးဦးပေါ့ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကဤကြီးဦးကဘန်ကောက်မှာတာအုပ်လေးကိုအောင်မြင်စွာနဲ့မွေးဖွားခဲ့တယ်ဆိုတော့အားလုံးလည်းသိပြီးသားပါ အခုလူတွေကြားမှာခရဲရိုက်ပြီးတော့ပြောစရာဖြစ်နေတဲ့အဓိကအကြောင်းအရာကတော့သူမရဲ့ရင်သေးလေးကိုတိုက်ကျွေးနေတဲ့နှုတ်အကြောင်းပဲဖြစ်ပါတယ်။ပရိသတ်တွေအသေးစားတဲ့အတိုင်းပဲနေကြည့်ဦးဆိုတာမြန်မာနိုင်ငံရဲ့တာမန် celebrity တယောက်မဟုတ်ပါဘူး။သူမကိုယ်တိုင်ရဲ့အောင်မြင်မှုကလည်းရှိသလိုသူမရဲ့မိဘတွေအားဆိုရင်မော်လမြိုင်ကျိုက်ထုံနာကနာမည်ကျော်စိမ့်လေးတင်အပန်းဖြေဥယျာဉ်ကြီးကိုပန်ဆန်ထားတဲ့ထိတ်တန်းလုပ်ငန်းရှင်ကြီးတွေပါ။ပြောရရင်ငငယ်ကလေးကချစ်ချစ်တတ်ချမ်းသာတဲ့မိသားစုကနေပေါက်ဖွားလာတဲ့သူပါ။ ဒါဒီမေလာဆိုတော့မကသေးပါဘူး။နေဂျီဦးရဲ့ခင်ပေါ်အခုသားလေးရဲ့ဖခင်ကလည်းမျိုးရိုးစင်ဆက်အချမ်းသာလာတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်ယတနာကုန်းတဲ့တထေးကြီးမိသားစုကဖြစ်တယ်လို့သိရပါဗျ။ ဆိုတော့နေဂျီဦးရဲ့မွေးရပါဒနာဥစ္စာသူရဲ့ခင်ပွန်ဘက်က မျိုးရိုးစင်ဆက်ကြွယ်ဝမှုနောက်ပြီးတော့သူတို့နှစ်ယောက်ရဲ့ကိုယ်ပိုင်အောင်မြင်မှုတွေပေါင်းစပ်လိုက်တဲ့အခါမှာအခုမွေးဖွားလာတဲ့တားလေးကမြန်မာနိုင်ငံရဲ့အကြီးမားဆုံးအမွေဆက်ခံသူတွေကတယောက်ဖြစ်လာရဲဆိုတော့ငြင်းလို့မရပါဘူးဒီလောက်ချမ်းသာပြီးတော့အစဉ်အတန်းမြင်တဲ့သူတို့ဇနီးမောင်နှံကသူတို့ရဲ့ပထမဆုံးရင်သွေးဦးလေးကိုမြန်မာနိုင်ငံမှာမမွေးခဲ့ပါဘူး ။တရင်းနေရသူတို့ဟာအင်းဒီချင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အဆင်အမြင့်ဆုံး VIP ဆန်ဆုံးနိုင်ငံတကာဆေးရုံကြီးမှာအေးအေးဆေးဆေးလုံလုံကြုံကြုံနဲ့မွေးဖွားခဲ့ရပါ။ဒါအပြင်ကလေးမမွေးခင်ကလေးကဒီသားလေးအတွက်ထိုင်းမှာအင်ကြီးတစ်လုံးကိုကြိုတင်ပြီးတော့ဝယ်ယူထားပြီးသားဖြစ်တယ်လို့ဆိုပါရယ်။ပို့ပြီးတော့အင်ရောဆရာကောင်းတာကအဲ့ဒီအင်ရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာတန်းရာနဲ့ချီတန်ဖိုးရှိတယ်ဆိုပြီးတော့သတင်းထွက်ပေါ်ခဲ့ပါသေး။နေကြီးဦးဟာသူ့ရဲ့သားလေးကိုမွေးဖွားပြီးရဲ့နောက်မှာ နေဂျီဦးကသူ့ရဲ့သားလေးကိုမွေးဖွားပြီးတဲ့နောက်မှာတဘာဝအတိုင်းတာမန်မိခင်တို့ကိုတိုက်ကျွေးတာမဟုတ်ဘူးလို့သတင်းထွက်နေပါတယ်။လူမှုကွန်ရက်မှာပြောနေကြတာကတော့သူမက သားလေးရဲ့အာဟာရပြည့်ဝမှုအတွက် ရွှေနုတ်လိုတင်စားခေါ်ဝရန်လောက်တဲ့အထူးပေါ်ဇက်ထားတဲ့နှုတ်ကြိုတမျိုးကိုတိုက်ကျွေးနေရေဆိုတာပါပဲ။ဇာတိယတလောက်တော့ဒါကတာမန်နှုတ်မဟုတ်သို့မဟုတ်တာမန်မိခင်တို့အစားထိုးအဟာရမဟုတ်ပါဘူး။တဟာနိုင်ငံတကာကနေအထူးမှယူရတဲ့ဈေးလွန်ကြီးတဲ့အာဟာရဖြည့်စွက်စာနှုတ်တမျိုးဖြစ်ပြီးတော့ကလေးရဲ့ဉာဏ်ရည်နဲ့ကိုယ်ခံစွမ်းအားအကောင်းဆုံးဖြစ်စေဖို့အတွက်တန်ဖိုးကြီးရှာပါတဲ့အာဟာရဓာတ်တွေပါဝင်နေလို့ဆိုပါတယ်။ တချို့သတင်းတွေမှာတော့ဒီနိုထဲမှာကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အကျိုးပြုတဲ့စားသုံးနိုင်တဲ့ရွှေအမုံအမွားတွေတောင်ပါဝင်တယ်လို့ပြောကြတာပါ။ဒါကြောင့်လည်းဒါကိုရွှေနို့လို့ခေါ်ကြပါတယ်။ဒီလိုမျိုးနို့အမျိုးအစားကဘလောက်ဈေးကြီးမလဲဆိုတာမှန်းဆလို့မရနိုင်တာပါ။ဒါပေမဲ့နေကြည်ဦးလိုမိခင်တယောက်တော့ဒါဟာပေးနိုင်တဲ့ပမာဏဖြစ်နေပါတယ်။ဒီအပေါ်မှာပရိသတ်တချို့ကပိုတယ်၊ over ဖြစ်တယ်လို့ဝေဖန်နိုင်ပေမဲ့ဘယ်မိခင်မဆိုကိုယ့်ရဲ့ရင်သွေးကိုအကောင်းဆုံးတွေပဲပေးချင်ကြတာသဘာဝပါ။ တာမန်လူတယောက်ကသူ့ရဲ့ရင်သွေးအတွက်သူ့တတ်နိုင်တဲ့များအကောင်းဆုံးအဟာရကိုရှာကျွေးတယ်လို့နေကြည်ဦးလိုချမ်းသာကြွယ်ဝလုံးနဲ့မိခင်တယောက်ကလည်းသူ့တတ်နိုင်တဲ့အတိုင်းအတာတွေကအကောင်းဆုံးလို့ယူဆရတဲ့ဈေးအကြီးဆုံးနှုတ်ချိုကိုတိုက်ကျွေးတာကမိခင်မြတ်တာအရတော့နားလည်ပြီးလို့ရပါတယ်။နေကြည်ဦးဆိုတဲ့နာမည်ကသူ့သုံးသမျှဝေးသမျှအမြဲတမ်းဈေးအကြီးဆုံးအကောင်းဆုံးတွေကြီးပါပဲ။အခုသူ့ရဲ့သားလေးအတွက်လည်းအကောင်းဆုံးဈေးအကြီးဆုံးရွှေနှုတ်ကိုရွေးချယ်တိုက်ကျွေးတယ်ဆိုတာသူမရဲ့ lifestyle သူမရဲ့ပုံရိပ်နဲ့သက်သားရကြပါတယ်။ သူရဲ့သားလေးကမွေးကလေးကရွှေစွန်းကပ်ပြီးတော့မွေးလာတယ်လို့အာလုံကပြောနေချိန်မှာအခုရွှေနှုတ်မှာတောက်ရတယ်ဆိုတော့ဒီကလေးရဲ့ကံတရားကလည်းတကယ်ကိုထူးခြားနေရဖြစ်ပါတယ်။နေစီဦးဟာသူရဲ့ပြိသက်တွေကိုအမြဲတမ်းအားသင့်စေတယ်လို့အခုသူသားလေးရဲ့လောကတွေကိုဝင်ရောက်လာတဲ့ပုံစံကအစသူစားသုံးရတဲ့အာဟာရတွေအစုံအရာအလုံးကတာမန်လူတွေရဲ့စဉ်စားလို့မရနိုင်တဲ့အဆင့်တစ်ခုမှရှိနေရပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ပြည်သက်တို့ရဲ့အမြင်ကဘယ်လိုရှိပါသလဲ။ကလေးလေးကိုရွှေနှုတ်ထိုက်ကျွေးနေတဲ့အနေကြီးဦးပေါ်မှာပြည်သက်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။